ဗီယက်နမ်စံပြားဝတ်ဝအတုကျော်နဲ့အိမ်လုံးတင်ဆက်ဟင်းလျာများပြည်သူများလုံးမဲမင်္ဂလာပေါင်းမြိုင်းသား channel ကနေချုပ်ဆိုလိုက်ပါတယ်။စံနဲ့ခောက်ဆွဲကိုပဲအစများကြတဲ့ဗီယက်နမ်ဇာရီထဲမှာလူချင်းမင်းတို့အကြိုက်တွေ့စေနိုင်မဲ့ဟင်းလျာတချို့ကိုရှာဖွေဖော်ပြထားတာပဲဖြစ်ပါတယ်။ဝတ်ဝကြောင့်လိုမျိုးတုပပီတီထွင်ဖန်တီးပြုလုပ်ထားပေမဲ့ဟာရလည်းရှိသလိုအရသာလည်းရှိတဲ့အတွက်ပြည်သူတို့အတွက်သင့်တော်တဲ့အစားအစာတစ်ခုဖြစ်မှာပဲဖြစ်ပါတယ်။အရင်ဆုံးဗီယက်နမ်အစားအစာတွေထဲမှာအများဆုံးပါလိရှိတဲ့စံပြားကိုရေမစွတ်ဖဲအချောင်းနေထားနဲ့သုံးရမှာပဲဖြစ်ပါတယ်။ စံဖြားပေါ်မှာအခုလိုမျိုးထောပတ်လေးကိုခပ်ပါးပါးလေးထုတ်ပြီးသွားပြီဆိုရင်တော့အပေါ်ကနေကျောင်းနှစ်ကိုခပ်ပါးပါးလေးထပ်ဆန်းရမှာပဲဖြစ်ပါတယ်။ကျောင်းနှစ်နဲ့ထောပတ်တို့ရဲ့အစိမ်အရသာကြောင့်စားကောင်းနေပြီဖြစ်တဲ့စံဖြားပေါ်ကိုကျတော်မိတ်စင်းလေးပပလှထည့်ပြီးကျတော်နီကိုစီတက်ကအခုလိုမျိုးဖြူထည့်ရမှာပဲဖြစ်ပါတယ်။ဖြူပြီးသွားတဲ့အခါမှာတော့ဝတ်သားအချောက်ကျော်လေးကိုလည်းထပ်ဖြူပြီးရင်အားလုံးကိုလိမ့်လိုက်ရင်ရပြီဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့စီမြမ်းများလေးနဲ့ကြော်လိုက်ပြီးရင်တော့ပူပူနွဲ့နွဲ့နဲ့စားရင်အရသာတိတ်ရှိမဲ့ဗီယက်နမ်ဝက်ဝူကြောင့်တူစံပြားလေးကြော်လေးရပြီပဲဖြစ်ပါတယ်။ဟိမချက်ချင်တဲ့တချို့ရက်တွေမှာပြုတ်လောက်စားဖို့အတွက်လွဲကူမြန်ဆန်တဲ့လူပြင်းဟင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အကယ်၍အိမ်မှာထမင်းစားမဲ့လူကလည်းကိုတယောက်တည်းရှိတဲ့အခါမျိုးမှာအခုလိုမျိုးအာလူးချေပြီးတုတ်တဲ့ဟင်းလေးကိုလှူစားချစ်လိုက်ပါအလိုတလုံးကို ပြုတ်ပြီးရင် အခုလိုမျိုးခင်းရဲနဲ့ခြေပြီးအခုနေကိုဖဲထုတ်လိုက်ပါ ပြီးတဲ့အခါမှာတော့ခြေထားတဲ့အာလူတဲကိုအိမ်မှာချန်နေတဲ့လက်ချန်ဟင်းသီးဟင်းရွက်တွေကိုပြုတ်ပြီးပြစ်ထည့်လိုက်ပါမယ်။ပန်းကော့ဘီဇင်းလေးကိုလည်းပြစ်ထည့်လိုက်သလိုမုံလာဦးနေကိုလည်းပြုတ်ပြီးပပလီပြီးပြစ်ထည့်လိုက်ပါသေးတယ်။ပြီးတဲ့အခါမှာတော့ကျဲဝတ်တလုံးကိုလည်းပြုတ်ထည့်ပြီးအခွန်ချုပ်ပြီးခြေထည့်ထားလိုက်ပါတယ်။ ပစွန်ရှိရင်တော့ပိုကောင်းမှာဖြစ်ပြီးမရှိရင်လည်းအဆင်ပြေတယ်ရှင်။နောက်ဆုံးအနေနဲ့ခရမ်းချစ်သူကိုပပလှိထည့်ပြီးအလုံးကိုရောနေထားလိုက်ပါတော့။အနန်းနဲ့အရသာပိုပြီးပြေဆုံးချင်းရင်တော့ဘဲငက်ပြာရဲ့အချီအနောက်ကိုစားတကြားနိုင်ငံနဲ့ရောထည့်ပြီး sauce ဖြော်ကလောင်းချထည့်တုပ်လိုက်ပါ။ဒါဆိုရင်တော့အရသာလည်းပြေဆုံးပြီးအဟာရလည်းရှိတဲ့လူပြင်းဟင်းလေးတစ်ခွက်ကိုရရှိသွားပြီပဲဖြစ်ပါတယ်။လိုက်လို့ကြည့်ဖို့မမေ့ပါနဲ့ရှင်။ ခုလိုမျိုးချစ်ဖို့လဲကောင်းပြီးတရေရိုချင်စရာလဲကောင်းတဲ့အိမ်လုံးပစွန်တင်းဆန်းပေါင်းလေးကိုအလွယ်တကူပြုလုပ်စားသုံးနိုင်ဖို့ပြုလုပ်နည်းလေးကိုပြပြပေးချင်ပါတယ်။ပစွန်ဖတ်ထုတ်ထဲမှာပဝင်တဲ့အသီးရက်တွေဖြစ်တဲ့ပန်းကော်ပီစိမ့်နဲ့မော်လာဥနီတို့ကိုစီလေးတစ်ပေါက်နှစ်ပေါက်ထည့်ပြီးပြုတ်ထားလိုက်ပါ။မကြက်မနူအရွယ်အစားလေးမှာအခုလိုမျိုးချိတ်ဆက်ထဲကိုထည့်ပြီးမချိန်ယုံတမဲအနှဲငယ်လေးလှည့်လိုက်ရင်ရပြီဖြစ်ပါတယ်။ပြီးတဲ့အခါမှာတော့နော့နော့ဆင်းထားတဲ့ပစွန်အသားတွေကိုချိတ်ထားတဲ့အသီးရက်တွေထပ်ထည့်ပြီးကျသွန်ဖြူလေးကိုနော့နော့ဆင်းထဲကစာတကြောင်ငရုတ်ကောင်းမုတ်တို့ကိုထည့် ပြီးရင်တော့အားလုံးကိုရုံးမွေလိုက်ရင်ရပြီဖြစ်ပါတယ်။ရရှိလာတဲ့အနှစ်ကအခုလိုမျိုးဈေးရက်ကအသင့်ဝင်လာတဲ့ဖက်ရွက်လေးပေါ်မှာတင်ပြီးသူနဲ့မင်းကတော့ဘယ်တော့မှမစုံစည်းနိုင်ကြတော့ပေမဲ့ဖတ်ထုတ်ရက်နဲ့အစွန်နှစ်ဖက်ကိုစုံခိုင်းလိုက်ရင်တော့လှပတဲ့ဖတ်ထုတ်လေးရလာမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ရင်ဝင်းငွေနဲ့တေချာလေးပိတ်ပြီးပေါင်းခံလိုက်ရင်စားလို့အရသာတိတ်ရှိပြီးရှားပြားနက်ပြီးတက်ရမယ်ပစုံပေါင်းအိမ်လုံးဖတ်ထုတ်လေးရပြီပဲဖြစ်ပါတယ်။အရသာကိုမျက်ရည်လဲစေတဲ့အထိခံစားရမှာဖြစ်လို့အိမ်မှာလိုက်လုံစားချီဖို့မမေ့ပါနဲ့ရှင်။ဆက်လက်ပြီးလွယ်ကူရိုးရှင်းတဲ့အိမ်လုံး ဟင်းလျာရီအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးစောင့်မျှော်အားပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ